အားလုံးမင်္ဂလာပါ So all in one channel မှာကြိုဆိုလိုက်ပါတယ်ခုတစ်ခါမှာတော့ပန်းလေးတွေထည့်လို့ရတယ်ပန်းအိုးပုံစံလေးကိုကျွန်တော်ထိုးပြပေးမှာဖြစ်ပါတယ် ဝဲမဲ့ပစ္စည်းတွေကတော့နိုင်လွန်ချီရေဒီဘက်ကကော့ခွက်ကလေးတစ်ခုရေအဲ့ရေကကြီးဒါပါပဲအချိန်မကြာရအောင်လို့အဝိုင်းပုံစံထိုးတာတော့ကျွန်တော်ရှိုင်းမပြတော့ပါဘူးအခုအဝိုင်းပုံစံခွက်ရဲ့အောက်ခြေအတိုင်းအပြားရပြီဆိုလို့ရှိရင်အပေါ်တက်တဲ့ပုံစံကိုကျွန်တော်ဆက်ပြီးတော့ထိုးပြပေးပါမယ် ချိန်တစ်ခုထိုးမယ်ပြီးလို့ရှိရင်အနာသက်မှာလိုင်းနှစ်ခုရှိရယ်အဲ့ဒီမှာလိုင်းနှစ်ခုရဲ့အတွင်းလိုင်းတစ်ခုလည်းကိုပဲယူပြီးတော့ကျွန်တော်တို့တပောက်ကိုတိုင်တိုးတစ်ခုလုံးနဲ့ပတ်ပတ်လေးထိုးသွားပါမယ်အဖြစ်လို့အဲ့ဒီအတွင်းအနာတစ်ခုလည်းကိုယူပြီးတော့ထိုးရမယ်ဆိုရင်သူကအပြားရဲ့အပေါ်တက်တော့မယ်ဆိုတော့ သူ့အပေါ်အလဲတခုထောင်းထောင်းကြီးဖြစ်သွားအောင်လို့အနာတိတ်လိုင်းနှစ်ခုရှိရနေမှာအတွင်းလိုင်းတစ်ခုလည်းဝယ်ရှုပ်ပြီးတော့တိုင်ထိုးထိုးသွားဖြစ်ပါလေဒီနေ့အတိုင်းအဝိုင်းတစ်ပတ်ပြည့်တဲ့အထိတပေါက်မှာတိုင်ထိုးတစ်ခုနှုံးနဲ့တစ်ပတ်ပြည့်တဲ့အထိထိုးပေးရပါမယ် တပတ်ပြည့်ပြီဆိုရင်တော့နောက်ဆုံးအပေါက်မှာရှက်ကော်နဲ့တွဲပေးရပါမယ်။တပောက်မှာအတိုင်းတူတစ်ခုနှုံနဲ့တပတ်ပြီးတပတ်ဆက်ပြီးတော့ထိုးပေးသွားပါမယ်။ကိုထဲ့မဲ့ခွက်ရဲ့အမြင့်အတိုင်းအတန်းကြီးကိုချိန်ပြီးတော့ထိုးရမယ်။ပုံမှာခုနှစ်တန်းဖြင့်ဖြင့်မယ်၊၁၀တန်းဖြင့်ဖြင့်မယ်အဲ့လိုမျိုးပေါ့နော်။အခုလိုမျိုးခွက်နဲ့ချိန်ပြီးတော့ထိုးပေးရမယ်။ အနီရောင်နဲ့ထိုးပြီးတော့ကျွန်တော်အခုအမဲရောင်နဲ့အရောင်ဆက်ပါမယ်ခင်ဗျာချီအနီရောင်စုံထားတဲ့နေရာနေပဲစပြီးတော့ထိုးမယ်သူ့ကိုလည်းချိန်တစ်ခုထိုးပြီးလို့ရှင်တပောက်ကိုတိုင်တူတစ်ခုနှုံနဲ့ပပတ်လေထိုးပြီးသွားမယ်အဲ့မှာဒီခြေစအမဲလေးခြေစအမဲလေးကိုကရောပြီးတော့ထိုးပေးသွားလိုက်ပါတော့အဲဆိုလို့ရှိရင် ခြေကိုကအနာတထာနဲ့လည်းအတူတူပဲဖြစ်တယ်ဒီခြေစအလွဲ့တကူနဲ့ပြုတ်ထွက်မသွားနိုင်တော့ဘူး နောက်ဆုံးအဆုံးသက်နေရာကိုလေရှက်ကုန်နေပဲအဆုံးသက်ပါမယ်ခွန်းနဲ့ချိန်ကြည့်မယ်လို့သေးရဖြစ်တဲ့အတွက်နောက်ထပ်ထပ်ပြီးတော့ထိုးရပါဦးမယ်

ချီနီအောင်စားကိုမဖြက်ခဲ့ဘူးအခုအဲ့ဒီချီနီအောင်စားကိုပြန်ယူပြီးတော့တပောက်မှာတိုင်တိုတစ်ခုတပတ်ပြအောင်ထိုးသွားပါမယ်ချီနီအောင်ထိုးရင်လည်းဖြက်ခဲ့တဲ့အမဲအောင်ချီစားကိုပါရောပြီးတော့တိမ့်ပြီးတော့ထိုးသွားပါမယ် တပတ်ပြည့်ပြီဆိုရင်တော့အဆုံးသက်ကိုရှက်ကုန်နေပဲအဆုံးသက်ပါမယ်ခွင့်နဲ့တိုက်ကြည့်တဲ့အခါမှာအန်ကိုက်ဖြစ်သွားပါပြီ။အဆုံးတော့ကျွန်တော်ခွက်ကိုခဏထုတ်ပြီးတော့ခြိစားတွေကို အဆုံးတက်ပါမယ်။ အနည်းအောင်ခြိစားပြန်မထွက်အောင်လို့ဒေစာလေးအပေါက်လေးတဲ့ဟိုဘက်ဒီဘက်ပြန်ပြီးတော့ထည့်ပေးမယ်ပြီးလို့ရှိရင်ဖြတ်မယ်မီးနဲ့အစာကိုတက်ပြီးတော့ကတ်လိုက်မယ် အခုဆိုရင်တော့ခွက်လှလှလေးရရှိတော့ပါပြီနိုင်လုံးချီဖြစ်တဲ့အတွက်မမတောင်းတောင်းလေးဖြစ်ပါတယ်လျှော်ရဲ့ခါမှာလေအမွှေးဖွာခြင်းမရှိပါဘူးအလွယ်တကူလျှော်လို့ရပါတယ်ပန်းလေးရသွားပြီဆိုတော့ကျွန်တော်ပန်းလေးထည့်ပြမယ် ပန်းကိုတော့ကျွန်တော်ခြင်နဲ့မထိုးပြတော့ဘူးကျွန်တော်မှရှိတဲ့ပလတ်စတစ်ပန်းလေးကိုအသုံးပြုပြီးတော့ပန်းဦးလေးကျွန်တော်ထိုးပြပေးပါမယ်ကျွန်တော်ကဟန်မိတ်တွေရှာလို့တာ ဖြစ်တဲ့အတွက်အခုလိုပဲပန်းတွေကိုလည်းဝယ်ပြီးတော့တင်ထားတတ်ပါတယ် ပန်းတွေကိုပန်းဦးတွေကိုအဆင်ပြေတယ်လို့တပွင့်ချင်းစီပြီးတော့ထည့်လိုက်ပါမယ် ဟမ်မိတ်လောက်ရတာကလက်ဝင်ပါတယ်ဒါကြောင့်လည်းဟမ်မိတ်တရားဈေးကြည့်ပါတယ်ပတ်တန်ကိုကြည့်ပြီးတော့ထိုးရင်တော့မှတယောက်နဲ့တယောက်လက်ရခြင်းကမတူပါဘူးတယောက်တည်းထိုးရင်တော့မှ ပထမတစ်ခေါက်နဲ့ဒုတိယတစ်ခေါက်ကတစ်ထက်တည်းတူနေရမျိုးမရှိပါဘူးအနည်းငယ်တော့လွဲကြပါတယ်ခုဆိုရင်တော့ချက်စရာကောင်းတဲ့ အလှထားဖို့ပန်းချင်းလေးတစ်ခုရရှိသွားပါပြီဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါစို့ကိုစိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ